သိစေချင်လို့ blog channel ကိုအားပေးနေကြတဲ့မိသားစုများအားလုံးမင်္ဂလာပါခင်ဗျာယခုကျွန်တော်တို့လေ့လာကြည့်ရှုရမယ့်ဗီဒီယိုအကြောင်းအရာလေးကတော့ရန်ကုန်မြို့ပြကြီးအတွင်းနေထိုင်ကြတဲ့သူများသွာလာမှုများအတွက်အသုံးပြုခြင်းများအကြောင်းပဲဖြစ်ပါတယ်ရန်ကုန်မြို့ပြကြီးရဲ့တွာလာလှုပ်ရှားမှုများအတွက်အဓိကအသုံးအများဆုံးစနစ်မှာတော့မော်တော်ယာဉ်စနစ်ပဲဖြစ်ပါတယ် မြန်မာနိုင်ငံတဝန်းမှာတရားဝင်လိုင်စင်ဖြင့်မော်တော်ယာဉ်အများဆုံးအသုံးပြုသွားလာခြင်းကိုတွေ့မြင်ရတဲ့နေရာဟာရန်ကုန်မြို့ပြကြီးဖြစ်ပါတယ်။နောက်ဆုံးပေါ်ဤပညာမြင့်မော်ရယ်ကားများတွေ့မြင်ရတဲ့နေရာဒီလဲရန်ကုန်မြို့ပြကြီးပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုကိုစုံအောင်လေ့လာကြည့်ရှုကြရအောင်ဗျာ။ရန်ကုန်မြို့ပြကြီးအတွင်းသွာလာလှုပ်ရှားမှုများအတွက် ငွေကြေးချမ်းသာပြည်စုံသူများကတော့ကိုပိုင်းစိန်ခံကားများကိုအတုံးပြူကသွာလာကြပါတယ်။တာမန်လူမှုများကတော့မြို့ရင်းသုံးအငှားရင်တက်စီများနဲ့ YBS ဘတ်ကားများကိုအားထားအတုံးပြူစီနေကြပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်နေ့စဉ် YBS ရင်လိုင်းပေါင်း130ကျော်ပြီးဆွဲလျက်ရှိပါတယ်။ YBS ရင်လိုက်အများစုဟာရန်ကုန်မြို့ကြီးအတွင်အချက်ချာနေရာ ဖြစ်တဲ့စူးလီဖရားတဝိုက်မှာအစပြုပြီးပြေးဆွဲကြပါတယ်။စူးလီမြင်းနီကုန်းလှဲတန်းတာမွေတို့ဟာရန်ကုန်မြို့ပြကြီးရဲ့အရေးပါတဲ့နေရာများဖြစ်တဲ့အတွက်ခီးတဲ့တင်ရင်အများစုဟာ၎င်းနေရာများကိုရောက်ရှိကြပါတယ်။ရန်ကုန်နေလူအများစုရဲ့နေစဉ်သွားလာမှုများအတွက် မော်တော်ယာဉ်လိုင်းများဟာအဓိကအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်။ 2019ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာစပြီးစနစ်ဟောင်းမာထတာကိုဖျက်သိမ်းပြီးရန်ကုန်ဘတ်စကားဝန်ဆောင်မှု YBS စနစ်တစ်ကိုစတင်ခဲ့ပါတယ်။ရန်ကုန်မြို့ပြကြီးအတွင်းအခြားအသုံးများသော ပို့ဆောင်ဆက်သွယ်ရေးစနစ်မှာယထာဖြစ်ပါတယ်။ ယထာများတွင်ရန်ကုန်ဘူဒါကြီးမှစတင်ထွက်ရှိပြီးမြို့တစ်ဘက်ဘက်ကရန်ကုန်ဘူဒါကြီးမှပင် အဆုံးသက်သောမြို့ဘက်ယထာအိစိန်ဘူဒါတွင် အဆုံးသက်သောယထာမင်္ဂလာတော်ဘူဒါတွင်အဆုံးသက်သောယထာရှိပြည်သာလှော်ကားဘူဒါဘတ်သို့သွားသောယထာတောင်တကုံတိုးကြောင်ကလေးဘူဒါဘတ်သို့သွားသောယထာစသည်ဖြင့်အမျိုးမျိုး ရှိပါသည် ယခင်ကယထာထွက်ချိန်ညာတော်လေယခုအခါယထာထွက်ချိန်ယော့နေသွားတဲ့အတွက်လူလူဟာ YBS ကားများကိုသာအားထားစီးနေနေကြပါတော့တယ်ယထာစီးခြင်းနဲ့ YBS စီးခြင်းမှာယထာစီးပြီးသွားရတဲ့ခီးစဉ်ကလမ်းကြောင်းပိတ်ဆို့မှုမရှိတဲ့အတွက် ကိုသွားလို့တဲ့နေရာစီရောက်မဲ့အချိန်ကို ခံမှန်းလို့ရပါတယ် ဥပမာရန်ကုန်ဘူတာကြီးကနေရွှေပြည်သားကိုတနအီစီးရတယ်ဆိုရင် နောက်အချိန်များမှာလဲတနအီလောက်ပဲ စီးရတဲ့အချိန်ကြာမြင့်မှာဖြစ်ပါတယ်။လန်ခီမှာတစုံတရာခြုံရင်းချက်မရှိဘူးဆိုရင်ပေါ့နော်။အရေးကြီးတာကတော့ကိုစီးရမဲ့ယထာထွက်တဲ့အချိန်ကိုတော့အမိရောက်နေမှဖြစ်မှာပါ။ဟုတ်ကဲ့ပါကျွန်တော်တို့အနေနဲ့ YBS CB တွားရင်တော့ ရန်ကုန်မြို့တွင်ကားလမ်းပိတ်ဆို့မှုများကြောင့်ကိုသွားလိုတဲ့နေရာစီရောက်မဲ့အချိန်ကိုခံမှန်းရခက်လေရှိပါတယ်။အချိန်စောပြီး WBS စီမသာကိုသွားလိုတဲ့နေရာစီစိတ်ချလက်ချရောက်ရှိမှာပဲဖြစ်ပါတယ်။ယထာနဲ့မတူတာကတော့ WBS တစည်းမမီလိုက်ရင်နောက်တစည်းမကြခင်ရောက်လာမှာမို့ကားမရမှာကိုတော့စိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ကားလမ်းပိတ်တဲ့ရုံတက်ချင်းရုံဆင်းချင်းတွေမှာတော့ YBS စောင့်ရချင်းပူကြတတ်ပါတယ်။နောက်ထပ်ရန်ကုန်မြို့ပြကြီးရဲ့မြို့နယ်များအတွင်းရက်ွက်နေသူများတွာလာမှုအတွက်အ धिक ထားအသုံးပြုသောရင်များကတော့စပိန်များယခုနောက်ပိုင်းလျက်စစ်စပိန်လို့ခေါ်တဲ့ဘက်ထရီဘိန်းများစပိန်အသွင်ပြောင်းစိုက်ကားများယခုနောက်ပိုင်းလူနင်းစရာမလိုတဲ့ဘက်ထရီစိုက်ကားများ ဆိုင်ကယ်များဆိုင်ကယ်အသွင်ပြောင်းဘေးတွေများနဲ့ဤပညာမြင့်ထုတ်လုပ်ထားတဲ့လူစီး၍ရသော အရာများပဲ ဖြစ်ပါတယ်။ရန်ကုန်မြို့အတွင်းမှာစပိန်ကတော့မြို့နယ်တိုင်းမှာအများစုအသုံးပြုစီးနေကြပါတယ်။ကားလမ်းမကြီးများပေါ်မှာမစင်မကျင်စီးနေနေကြတဲ့သူများကြောင့်လေမော်တော်ယာဉ်မောင်းနေသူများစိတ်အနှောက်အယှက်ဖြစ်ကြရပါတယ်။စိုက်ကားများကိုလည်းရန်ကုန်မြို့တွင်းမှာပုံမှုတွေ့ရပါတယ်။ ဆိုင်ကယ်များကိုတော့အစိုးရဌာနဆိုင်ရာဝန်ထမ်းများသာစီးနှင်းကြပြီးတော့တခြားမြို့နယ်များမှာတိတ်မတွေ့ရတော့ပါဘူး။ဆိုင်ကယ်ဘေးရွဲများကိုတော့လှိုင်းတရားရွှေပြည်သာအင်းစိန်တောင်တကုံမြောက်တကုံ တောင်ကလာပါမြောက်ကလာပါတင်ကန်းကျွန်းအစရှိတဲ့မြို့နယ်အများအပြားမှာအဓိကထားအသုံးပြုစီနေကြပါဗျာ ဘေးရဲများကိုတွာလာရေးအဆင်ပြေကြဖို့သာစီးနှင်းကြရပါမယ်။မစင်မချင်း မောင်းနှင်သူများနဲ့စကားပြောဆိုဆက်ဆံရမှာ ရိုင်းပြသူများရှိနေတာကြောင့်လည်းအများပြည်သူများအကြားစိတ်အနှောက်ရှက်ဖြစ်နေကြပါတယ်။ရခင်က စပေးများစိုက်ကားများကို အနှင်းရင်ဖြစ်တတ်မှတ်ပါတယ်။ယခုခါမှာတော့မော်တာနဲ့ဘက်ထရီများတက်စင်ကမောင်းနှင်စီးနှင်းနေကြပြီဖြစ်တဲ့အတွက်အမြန်ရင်ဆင်းမှလည်း ်ထည့်သွင်းလို့ရနိုင်ပြီဆိုတဲ့အကြောင်းအသိပေးပါရစေခင်ဗျာ။ဘာကြောင့်လဲဆိုတော့ဘက်ထရီစပေးများဟာမော်တော်ယာဉ်သွားတဲ့လမ်းမကြီးပေါ်မှာတက်ပြီးတော့မော်တော်ယာဉ်များနဲ့အပြိုင်ရှင်မောင်းနေနိုင်ကြပြီမို့လို့လည်းဖြစ်ပါတယ်။ယခုနှစ်တွေအတွင်းနောက်ထပ်လူစီနေမှုအသင့်တော်ဆုံးဖြစ်တဲ့၃ဘိန်းအိုးဝေဆိုင်ကယ်များလည်းရန်ကုန်မြို့နယ်အတွင်းမှာတွေ့မြင်လာနေရပါတယ်။ ။ဥဝေများကိုရွှေပြည်သာမြို့နယ်၊လှိုင်းတရာမြို့နယ်၊အင်းစိန်မြို့နယ်၊တောင်တကုံမြို့နယ်၊မြောင်းတကုံမြို့နယ်စတဲ့မြို့နယ်အများစုမှာအသုံးပြုသွားမယ်လို့လည်းသိရပါဗျ။ဟုတ်ကဲ့ပါကျွန်တော်ယခုပြောပြသွားတဲ့အကြောင်းအရာတွေကတော့ရန်ကုန်မြို့ပြကြီးအတွင်းမှာနေထိုင်ကြတဲ့သူတွေနေစဉ်နဲ့အမျှလှုပ်ရှားသွားလာမှုအတွက်အုံပြုစီးနင်းနေကြတဲ့ရင်များအကြောင်းပဲဖြစ်ပါတယ် မိမိတို့တည်ထားတဲ့တခြားရင်တွေအကြောင်းရှိသေးရင်လည်းပြန်လည်မျှဝေပေးသွားလို့ရပါတယ်ခင်ဗျာဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာလည်း YBS ရင်းနောက်ကျခဲ့ရတဲ့အမှတ်တရတွေယထာစီရင်တွစ်ကြုံခဲ့ရတဲ့အမှတ်တရတွေစပင်းစီရင်အမှတ်တရတွေဘီလွယ်စီရင်အမှတ်တရတွေရှိရင်လည်းပြန်လည်မျှဝေပေးခဲ့ပါအောင်ဗျာ ုတ်ကဲ့ပါကျွန်တော်ရဲ့ယခုဗီဒီယိုလေးကိုစုံအောင်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေများစွာမှာပြန်လည်ဆုံတွေ့ကြဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့နိုင်ဘူးเนาะ